အဖီကွင်းကထင်းလောက်လည်းမဟုတ်ဘူးအဖီကွင်းဆိုတာကဒီအင်္ဂလန်မှာရှိတဲ့ကွင်းတွေထဲမှာအကျန်းဆုံးကွင်းလို့ပြောပါတယ်ဘာကြောင့်လဲဆိုတော့လီဗာပူးအသင်းရဲ့အင်္ဂလန်အဖီမှာလီဗာပူးအသင်းကိုအနိုင်ယူဖို့ဆိုတာတော်တော်လေးခက်ခဲပါတယ်ပြီးခဲ့တဲ့နှစ်တည်းအတွင်းကိုပြန်ကြည့်မယ်ဆိုရင်ဒီကွင်းမှာအနိုင်ယူနိုင်တဲ့အသင်းဟာတကယ်ကိုလက်ချိုးရည်လို့ရပါတယ်ပြောမယ်ဆိုရင်လက်တစ်ဖက်တော့မပြေခဲ့ပါဘူးဒါပေမဲ့ဒီအားဒီမှာတော့ပရီးမီးယားလိပွဲစဉ်ရှစ်မှာရင်မန်ချက်စတာယူနိုက်တက်အသင်းဟာလီဗာပူးကိုသူရဲ့အဖီကွင်းမှာပင်2-1နဲ့ယူနိုက်တက်သွားစေခဲ့တာဖြစ်ပါတယ် တကယ်တော့ United အသင်းဟာဒီပွဲမှာကံကောင်းပြီးတော့ကျက်တိုးပြီးတော့နိုင်သွားခဲ့တာမဟုတ်ဘဲနဲ့တကယ်ပဲ Liverpool ကိုကစားကွက်နဲ့တူတူတန်တန်ရှင်ကစားပြီးတော့အနိုင်ရရှိသွားခဲ့တာဖြစ်ပါရင်ပြောမယ်ဆိုရင်ဒီနေ့ပွဲဆင်မှာနီးပြအမ်မော်ရီအနေနဲ့အင်စာကြည့်ခဲ့လို့ပြောမှာဖြစ်ပြီးတော့ Liverpool အသင်းအားနည်းချက်တွေကိုအကောင်းဆုံးထိုးနှက်ပြီးတော့အဖေးမှာအဖိုးတန်နိုင်ပွဲကိုရောက်သွားနိုင်ခဲ့တာဖြစ်ပါရင်ပြီးခဲ့တဲ့ပွဲစဉ်တုန်းကဆမ်မန်နဲ့အသင်းကိုဒူးစီးနဲ့နိုင်ရရှိခဲ့တာကြောင့်အမ်မော်ရီလက်ထက် မန်ချန်နိုက်တက်အတင်းအားပထမဆုံးအကြိမ်နှစ်ပွဲဆက်နိုင်ပွဲလည်းရရှိခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲအဆင့်မတိုင်ခင်တုန်းကလေဘောက်အတင်းအား၃ပွဲဆက်ရှုံးနေထားခဲ့တဲ့အပြင်မန်ချက်တာနိုက်တက်ဟာလည်းအဝေးခွင့်မှာနိုင်ပွဲမရရှိသေးတာကြောင့်ဒီပွဲအဆင့်ကိုတော်တော်များများကလေဘောက်အနိုင်ဒါမှမဟုတ်တေရလက်လောက်ထွက်ပေါ်မယ်လို့ထင်ခဲ့တာပါ။ဒါပေမဲ့ပွဲချေအစားပိုင်းမှာတွင်းယူခဲ့တဲ့အန်ပူမွေးရဲ့တွင်းကိုကဒီပွဲအဆင့်ကိုအပြောင်းလဲဖြစ်သွားစေခဲ့တာပါ အဒီနေ့ပွဲမှာဆိုရင်အင်ရှင်လဘောက်တင်းကသူရဲ့ကစားကွက်ဖြစ်တဲ့၄နှစ်၃နှစ်နဲ့ပဲပွဲထွက်လာခဲ့တယ်။တိုင်းစစ်မှာအီဆက်ကိုထောင်ထားခဲ့ပြီးတော့ဆိုဘိုစလိုင်း၊ဂက်ဘို၊ဝါမက်ဆာတို့နဲ့တွဲပေးထားတယ်။ကွင်းလယ်မှာတော့ဂါဘယ်ဘရက်နဲ့မက်လက်တာတို့ပွဲထွက်လာခဲ့ပြီးတော့နောက်တန်းမှာဘက်ဒလီ၊ကိုနာတီ၊ဖန်နိုင်းနဲ့မိုင်လိုကာကက်တို့ကိုခင်းကျင်းသွားခဲ့တာပါ။ အဲ့တော့အဲ့ဒီမန်ချက်စတာယူနိုက်တက်အသင်းကလည်း3-0နဲ့တိကစားကုန်နဲ့ပွဲထွက်လာခဲ့ပြီးတော့တိုက်စစ်မှာကွန်ညာကိုထောင်ထားကမေဆမောက်အန်ဘိုဘရနဲ့တွဲပေးထားပါရင်ကွန်လတ်မှာတော့ဖိုင်နယ်နဲ့ကက်စမဲလိုတို့ပွဲထွက်လာခဲ့ပြီးတော့ဝင်းဘတ်တင်ဖြင့်အာမက်နဲ့ဒါလော့ကိုခင်းကျင်းသွားခဲ့တာပါ။အခုတမကတော့ပြီးခဲ့တဲ့ဆလာနဲ့ပွဲစဉ်မှာခြေစွမ်းပြခဲ့တဲ့လက်စပန်ကိုပဲဆက်လက်ထုတ်သုံးခဲ့ပြီးနောက်တန်းတော့မှာတော့လှော့ရှော့မကွိုင်းရနဲ့ဒီလစ်တို့ကိုခင်းကျင်းလာခဲ့တာပါ။ အဲ United ကပွဲစားရဆောင်နဲ့ဖိအားပေးကစားဖို့ကြိုးစားခဲ့ပြီးတော့ပွဲချိန်10မိနစ်အကျော်လေးမှတွင်အာမန်ရဲ့ဖန်နေပေးမှုကနေအန်ဘူမိုကဥဆောင်ကိုစတင်သွင်းခဲ့တာဖြစ်ပါရင်ဒီဂိုးစားရတဲ့အချိန်မှာဗန်နိုင်းနဲ့မက်အလင်စတာတို့ခိုင်းမိပြီးတော့မက်အလင်စတာလဲချသွားခဲ့တာမျိုးရှိခဲ့ပေမဲ့ကွဲတဲ့တိုင်မိုက်ကယ်အိုလီဗာကတော့ပွဲကိုဆက်လက်ကစားဖို့ဆုံးဖြတ်စီခဲ့ပါရင် စောစီစီဥဆောင်ကိုပေးလိုက်ရတဲ့နောက်လေဘာဘူးတို့ဟာဟန်ချက်ပြတ်သွားခဲ့ပြီးတော့ United ရဲ့ဖိအားပေးမှုကိုတောက်လျှောက်ခံနေရပါတယ်။ United ကလည်းဒီနေ့ပွဲမှာကစားပုံတော်တော်လေးကောင်းမွန်ခဲ့ပြီးတော့လေဘာဘူးကိုကောင်းကောင်းရှင်ကစားနိုင်ခဲ့တာကိုလည်းမြင်တွေ့ခဲ့ရတယ်။လေဘာဘူးကလည်းသူရဲ့ပုံစံအတိုင်းပြန်လည်ဖိအားပေးမှုတချို့ပြုလုပ်နိုင်ခဲ့ပေမယ့်အဆုံးသက်ပိုင်းအားနည်းချက်တွေရှိနေသလိုဒီနေ့ပွဲမှာလည်း United နောက်တန်းကစားပုံကတော်တော်လေးကိုကျစ်လက်နေခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ပွဲချိန်မိနစ်10ဝန်းကျင်မှာတော့ဂက်ပွန်ရဲ့ area ထိကကန်ချက်ကတော်တော်လေးကောင်းခဲ့ပေမယ့်ဘာရန်ထိသွားခဲ့တာက United တို့တတ်တာရရှိခဲ့ပါတယ်။ United ဘက်ကလည်းအဝေးပေါ်အနေနဲ့ပြန်လည်ဖိအားပေးထားနိုင်ခဲ့ပြီးပွဲချိန်နဲ့ဆက်လင်းမိနစ်မှာ Bruno ရဲ့အပိုင်ကန်ချက်ဘေးချောက်ထွက်ခဲ့တာနှမျောဆရာပါပွဲချိန်နဲ့ဆက်9မိနစ်မှာဆိုရင်လည်း United ဘက်ကအန်ဘူမိုမောင်းတွဲရဲ့ဂိုးအနိုင်လောက်တဲ့ခွင့်ရေးတွေကိုလီဗာပူးကသမကာကွယ်သွားနိုင်ခဲ့ပါတယ်အဲ့တော့အပြန်လည်ခွင့်ရရရှိခဲ့ပေမဲ့ဂိုးဖြင့်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ရကြောင်း Brian အပြီးမှာတော့ United တို့ 1C နဲ့ဦးဆောင်ထားနိုင်ခဲ့ပါတယ်ဒုတိယပိုင်းမှာတော့ United တို့အထာနေတာကိုခွင့်ကောင်းယူပြီးတော့လီဗာပူးဘက်ကတောက်လျှောက်ပြားပေးထားနိုင်ခဲ့တာတွေကိုမြင်တွေ့ခဲ့ရတယ်ပွဲချိန်လေးဆက်ခွင့်မှာဂက်ဘိုရဲ့ဝေးဝိုက်ကန်ချက်ကကောင်းမွန်ခဲ့ပေမဲ့တိုင်ထိမှန်သွားခဲ့တာပါ အဲနောက်လေဘောက်ဘက်ကပဲတောင်းလျှောက်ဖီအားပေးတိုက်စစ်ဆင်ထားနိုင်ခဲ့ပြီး United ဘက်ကတော့ခံစစ်ကိုသာအပြုတ်ကစားနေခဲ့ရပါတယ်။ပွဲချိန်65မိနစ်မှာတော့ဆာလက်အပိုင်ခွင့်ရခဲ့ပေမယ့်ချော်ကန်ခဲ့တာကလည်းနှမျောစရာပါ။ပွဲချိန်89မိနစ်မှာတော့လေဘောက်တို့ခြေပါကိုပြန်လည်ရရှိသွားခဲ့ပြီးလူကျွန်ထောင်ချောက်ကိုဖောက်ထွက်ပြီးတော့ဂဘောကပိတ်သွင်းခဲ့တာပါ။ဘဝနဲ့ပလန်ပလန်ဖြစ်နေချိန်မှာပွဲကတော်လေးကြီးကောင်းခဲ့ပြီးတော့ပရိသတ်တွေကိုဖျော်ဖြေမှုအပြည့်ပေးဆွနိုင်ခဲ့ပါတယ်။ပွဲချိန်64မိနစ်မှာတော့ United ဘက်ကဥဆောင်ကိုပြန်လည်ရရှိသွားခဲ့ပြီးတော့ Bruno ရဲ့ဖြတ်တင်ပေးမှုကနေခေါင်းကြီးကခေါင်းတိုက်သွင်းသွားခဲ့တာပါ။ ဥဆောင်ကိုပြလိုက်တဲ့ပြီးနောက်လီဗာပူးဘက်ကလည်းဂတ်ပိုအပိုင်ခေါင်းတိုက်ခွင့်ရခဲ့ပေမဲ့ချော်ထွက်သွားခဲ့တာကနှမျောစရာပါလက်ချံပွဲချိန်မှာတော့လီဗာပူးဘက်ကခြေပါကိုပြန်လည်ရရှိဖို့တဲတန်ကြိုးစားခဲ့ပေမဲ့ယူနိုက်တက်ဘက်ကအမှားမခံတော့ဘဲအနိုင်ရလက်ကိုထိန်းကစားသွားခဲ့တာကြောင့် FA ကွင်းမှာ9နှစ်အတွင်းပထမအောင်ဆုံးနိုင်ပွဲကိုယူနိုက်တက်တို့ရှာဖွေသွားနိုင်ခဲ့ပါပြီ